င်္ဂလာပါရှင်ရန်ကုန်ခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်ကောင်းဆောင်မင်းအောင်လိုက်နဲ့ဆက်ဆံရင်အဆင်ပြေနေတဲ့ရွက်စရဲ့ RCSS တပ်စခန်းကိုစစ်ကောင်စီကစတင် ထိုးစစ်ဆင်တိုက်ခိုက်ပါတယ်ဆလင်းမှာကပ္ပစာ25နဲ့ကပ္ပစာ21ကိုတွေ့တန်းထားတဲ့မီးလိုင်းတွေပြင်းစင်ရလာတဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား78ကိုတေသွားတဲ့တဲ့ရင်ပါဝင် နောက်ဆုံးတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တပုတ်ကတော့စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ဆက်ဆက်ရေးအဆင်ပြေနေတယ်။ရွက်စစ်ရဲ့ RCS Star Scan ကိုစစ်ကောင်းစီကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗျ။ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်ရင်ခန့်ကျေးရွာအုပ်စုက RCSS တပ်စခန်းကိုစစ်ကောင်စီတပ်တွေကလာရောက်ထိုးစစ်ဆင်တိုက်ခိုက်နေရလို့ RCSS SS စီပြောရေးဆိုခွင့်ရှိသူဘုံမူခန်းဆန်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။သတင်းပါလာဆက်ကွက်နေမနေ့ပိုင်းအချိန်ကအကြမ်းဖက်တပ်သားတွေနဲ့ပြည်သူစစ်ပူးပေါင်းအင်အား100ကျော်လောက်နဲ့ RCSS တပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရတယ်။ထိတွေ့တိုက်ပွဲတနင်္ဂနွေခန့်ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီစစ်တပ်ဘက်ကပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းဗိုလ်မှူးခန်းဆောင်ကပြပြပါရတယ်။အဲဒီတော့ပြန်လည်ဆုတ်ခွာသွားတဲ့အကြမ်းဖက်စစ်ကြောင်းနောက်နယ်မြေလိုက်လံရှင်းလင်းရမှာတနက်၃လက်ကိုတိုက်ဆက်ရရှိခဲ့လို့လည်းသိရှိရပါရတယ်။လက်ရှိမှာတော့စစ်ရေးတင်းမာနေပြီးစစ်အင်အားထပ်မံဖြည့်တင်းထားပြီးတပ်လန့်ထားတယ်လို့လည်း RCS SSC ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးခန်းဆောင်ကပြပြပါရတယ်။ RCSSSC အနေနဲ့ပြီးခဲ့တဲ့ဩဂတ်စာတတိယပတ်ကပြုလုပ်ခဲ့တယ်။စစ်ကောင်စီရဲ့အမျိုးသားစီးလုံးညညရေးနဲ့ညညရေးဖော်ဆောင်မှုကော်မတီ NSPNC က 7EAO Alliance အဖွဲ့ဝင်တွေကိုနေပြည်တော်မှာဖိတ်ကုံတွေ့ဆုံခဲ့ရမှာ ကျန်အဖွဲ့ဝင်6ဖွဲ့တယောက်ခဲ့ပြီမဲ့လဲ7 EU Alliance အဖွဲ့ခေါင်းဆောင်ဖြစ်တိုင်ဝန်ယူထားတယ် RCSS ကမတယောက်ခဲ့ဘူးလို့လည်းသိရှိရပါတယ်အဲဒီလိုစစ်ကောင်စီရဲ့ဖိတ်ခေါ်မှုကိုတောရောက်ခြင်းမရှိတဲ့နောက်မှာတော့ RCSS SSC တက်စကန်တွေကိုလာရောက်တိုက်ခိုက်နေတာလည်းဖြစ်ပါရဲ့ရှင့် ကချင်ပြည်နယ်တိုင်းတဘောကိုတက်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ဖားကန့်မြို့ကအကြက်ဘက်စစ်တရဲ့ဗျူဟာကုန်းကို KIA ကလက်လက်ကြီးယူနေပြစ်ခတ်ပြီးစတင်ထိုးစစ်ဆင်တက်ခတ်နေရလို့ KIA ရဲ့စေတရမြေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။တင်ပါလား20ရက်နေ့ညပိုင်းအချိန်ကြီးကအကြက်ဘက်စစ်တပ်ရဲ့ဗျူဟာကုန်းကို KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကလက်လက်ကြီးတွေနဲ့ပြစ်ခတ်ကထိုးစစ်ဆင်တက်ခတ်နေတာဖြစ်ပြီး ထိတွေ့တိုက်ပွဲပြင်းထန်နေရလို့စစ်ရေးသတင်းမြစ်ကပြပြပါရယ်လက်ရှိအချိန်မှာဖားကန်မြို့ထဲမှာနေထိုင်တဲ့ပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေကြတယ်လို့လည်းသိရှိရပါရယ်သတင်းပါဠိစံပိုင်းကနေဆက်တင်ပြီးဖားကန်မြို့နယ်မှာစစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေကကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာခဲ့ရမှာ အခုအခါမြို့ပေါ်မှာစစ်ရေးတင်းမာလာတာလည်းဖြစ်ပါရယ်ဒါအပြင် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ဖားကတ်မြို့အဝင်ထွက်တွေကိုပိတ်ဆို့ထားတယ်လို့ဖားကတ်မြို့ဆိုင်းတောင်ရက်ွက်ကအကြက်ဖက်စစ်သားတွေကိုပိတ်ဆို့ဝိုင်းရံထားတာကြောင့်စစ်ကောင်စီကဖားကတ်မြို့ကိုစစ်ကောင်စီကလေကြောင်းကနေအပြင်းထန်ဘုံကျဲတက်ခတ်နေတာလည်းဖြစ်ပါတယ်။အဲနောက် KIA ဘက်ကလည်းမနေ့ကနေစတင်ပြီးဖားကတ်မြို့ကစစ်ကောင်စီပြူဟာကုန်းကိုလက်လက်ကြီးနဲ့ပိတ်ခတ်တက်ခတ်ပြီးစတင်ထိုးစစ်ဆင်တက်ခတ်လာတာလည်းဖြစ်ပါတယ်ရှင်။ မကွေးတိုင်းတဲ့တပုတ်ကိုကြည့်အောင်ပါမကွေးတိုင်းမြန်မြုတ်နယ်စစ်မှုနှစ်ကနေထွက်ခွာလာတဲ့အကြမ်းဖက်တပ်သားတွေကိုတိုက်ခတ်ရမှာစစ်တပ်ဘက်က3ဦးတည်သွားပြီး6ဦးအရှင်ဖက်မိက MA1 သနက်3လက်ကိုသိမ်းဆည်းရရှိရလို့မြန်မြုတ်နယ်ဝန်ပလီပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်တတင်ပါလာဆက်ကွဲနေမှာ မြန်မြုန်နယ်စမုနှစ်ကနေထွက်လာတဲ့အကြမ်းဖက်တပ်သားတွေကိုတော်လင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတခိုက်မှုဖြစ်စဉ်10မိနစ်တွဲအကြမ်းဖက်တပ်သား3ဦးကသေသွားတာဖြစ်ပြီးလေးဦးကိုအရှင်ဖမ်းပြီးက MA1 တနက်3လက် G-box ၄ခုကိုတိစေရရှိခဲ့တာလည်းဖြစ်ပါတယ်။အကြမ်းဖက်တပ်သားတွေအနေနဲ့ဒီလို စက္ကန့်ပိုင်းတွင်သေနိုင်တာကြောင့်အ мян ဆုံးလက်လက်ချဖို့ကိုလည်းမြန်မြုန်နယ်ဝန်ပလီပြောက်ကြားအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်ရှင်။ မွန်ပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မွန်ပြည်နယ်တံပြိုစက်မြို့နယ်ကုန်းမြင့်တရာရွာနီးမှာနေနေရှင်းလင်းလွတ်ဆောင်နေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခတ်ရမှာ စစ်သားတအုပ်ဟာတည်သွားခဲ့လို့တောင်ညိုကော်လံတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။တင်ပါလာဆက်ကွဲနေကကုန်းမြင်တရားရွာနေရောက်ရှိလာတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လန်းတပ်ဖွဲ့တွေကပစ်ခတ်တိုက်ခိုက်ရမှာအကြမ်းဖက်တပ်သားတအုပ်ဟာတည်သွားကြဖြစ်ပြီးနှုတ်အုပ်ဟာပြင်းထန်ဒဏ်ရာရှိခဲ့ရလဲဖြစ်ပါတယ်။တင်ပါလာ20ရက်နေ့ကလည်းအဲ့ဒီနေရာမှာပဲတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့လို့လည်းသိရပါတယ်။ အိမ်တောင်မှာတန်မြူစရမြို့နယ်ကကလိန်ဘရောရွာအနောက်ဘက်မှာအင်အား190နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်သားတွေကိုတောင်မျိုးစစ်ကြောင်းနဲ့ KNL တရင်29အဖွဲ့တို့ကပူးပေါင်းတိုက်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ခတ်မှုတွင်အကြမ်းဖက်တပ်သား2ဦးဟာသေသွားတာဖြစ်ပြီး3ဦးဟာပြင်းထန်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။ ရခိုင်တိုင်းတဘောကိုကြည့်အောင်ပါရခိုင်ပြည်နယ်တန်ရွဲမြို့နယ်ကိုစစ်ကောင်စီကတိုက်လေနဲ့ဘုံ20ကြောက်လုံးကိုလာရောက်ကျဲချခဲ့ရမှာတေဆုံးသူတွေရှိပြီးမပေါက်ကွဲသေးတဲ့ဘုံတလုံးလည်းတွေ့ရှိရတယ်လို့ဒေသသတင်းမြစ်တွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ညနေ3:00လောက်မှာအာနာသိန်းစစ်ကောင်စီကလေကြောင်းကနေတိုက်လေနဲ့တန်ရွဲမြို့ကိုဘုံ26လုံးကိုနှစ်ကြိမ်လာရောက်ကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတိုက်ခိုက်မှုကြောင့်ကြောက်ကြီး6ပြားပိုင်းကအရက်သားတွေနေထိုင်ရာ ကြောက်ကြီးစိုးပုံပေါတူမြို့ခွင်းဆတဲ့ကြီးရွာတွေမှာကြာရောက်ပေါက်ကွဲသွားကြရမှာတေဆုံးသူတွေရဲ့ထိခိုက်ဒဏ်ရရှိသူတွေရှိလို့ဒေသသတင်းမြစ်ကပြောပြပါဗျာ။အဲဒီလိုရွာတွေတဲကပေါက်တူးရွာတွေကနှစ်ဦးဟာတေဆုံးခဲ့ပြီး ကုန်းဝါဒဏ်ရရှိခဲ့လို့ဒေသတည်မြစ်တို့ကတပြပါဗျ။ဒါအပြင်ပေါတိုးကျွရမှာမပေါက်ကွဲသေးတဲ့ဘုံတလုံးကိုလည်းတွေ့ရှိထားလို့ရွာနဲ့နီးစပ်တူတို့ကပြောပါဗျ။တန်ရဲမြို့ဟာအရခတက်တော်အေးရဲ့ထိမ့်ချုပ်သိမ့်ပိုက်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီးအာနာသိန်းစစ်ကောင်စီဟာရခိုင်ပြည်တွင်စစ်ရှုံးနေတဲ့အတွက်ရဲသားပြည်သူတွေနဲ့မြို့ဝါတွေကိုဥတီပြစ်မှတ်ထားတိုက်ခိုက်နေတာလည်းဖြစ်ပါရဲ့ရှင်။အခု ောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့မကွေးတိုင်းစလင်းမြို့နယ်မှာကပ္ပဆာ25နဲ့ကပ္ပဆာ21ကိုတွေ့တန်းထားတဲ့မိလိုင်းတွေကိုပြင်ဆင်ဖို့လာတဲ့အကြက်ဖက်စစ်ကြောင်းကိုတိုက်ခတ်ရမှာစစ်ကောင်စီတပ်သား18ဦးဟာတေသွားခဲ့တယ်လို့ပကဖသတင်းမြစ်ကပြပြပါရယ်။တတင်းမာလာ16နှစ်မှာအကြက်ဖက်စစ်ကောင်စီရဲ့လက်လက်စစ်ရုံတွေဖြစ်တဲ့ကပ္ပဆာ25နဲ့ကပ္ပဆာ21ကိုတွေ့တန်းထားတဲ့မိလိုင်းတွေကိုစလင်းမြို့နယ်ပကဖကဖျက်တောက်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ်။အဲဒီလိုပြတ်တောက်သွားတဲ့မိလိုင်းတွေကိုပြန်လဲ ဲ့ပြင်ဆင်ဖို့အတွက်စတင်ပါလာ၁၈ရက်နေ့ကအင်အား၁၅၀ပါတဲ့အကြမ်းဖက်စစ်ကြောင်းရရှိလာစဉ်မှာတော်လင်းတစ်ဖက်ဝင်တွေက မိုင်းဆွဲတိုက်ခိုက်တာ ဒရုန်းနဲ့တက်ခိုက်တာရော့ကက်တွေနဲ့ပစ်ခတ်တက်ခိုက်တာတွေလုဆောင်ခဲ့လို့လည်းသိရပါဗါးအဲ့ဒီတက်ခတ်မှုတွင်အကြမ်းဖက်တပ်သား၁၈ဦးဟာတည်သွားကြတာဖြစ်ပြီး၁၂ဦးဟာပြင်းထန်ဒဏ်ရာရှိခဲ့ပြီးလက်လက်ကြီးလက်လက်ငယ်တွေပြန်လည်ရန်တပ်ပစ်ခတ်ခဲ့ပြီးမှလည်းတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကထိခိုက်မှုမရှိဘူးလို့လည်းသိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာစက်တင်ဘာလ၁၈ရက်နေ့မှာပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါဗါးရှင့် ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ